ရေဒီယိုအန်ယူဂျီကိုနားတော်တာဆင်နေကြတဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့သတင်းနဲ့ဒူလူလူစကားသံအစီအစဉ်ဖြစ်ပါတယ်။စကိုင်းတောင်မျိုးကယဟန်တန်ကာတိလာရှင်လေးတွေငရင်တန်ကြောင့်ထိခိုက်ပြန့်လွန်တော်မူတာတွေရှိနေပြီးကုညီကဲဆဲရေးတွေလည်းမလုံမလောက်ဖြစ်နေပါတယ်။ဒီသတင်းကိုရွှေညမောင်ကပေးပို့ထားပါတယ်ရှင်။စကိုင်းငရင်ကျောင်းစကိုင်းတောင်ရုံမှာထိခိုက်ပျက်စီးတာတွေအများအပြားရှိနေပြီးအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာကတော့စကိုင်းနဲ့မင်းဝန်တောင်ရုံကကျောင်းပေါင်း2000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ် ။စကိုင်းတောင်ရိုးကပညာသင်ကြီးငါးတဲ့ကျောင်းဆောင်မှာဆရာလေးတွေစစ်ပေးရှောင်နေနေထိုင်ကြတာဖြစ်ပြီးပျက်စီးဆုံးရှုံးမှုအခြေအနေကိုသိမြင်လိုက်တဲ့သီလရှင်ဆရာကြီးတစ်ပါးကအခုလိုမိန့်ပါတယ်။ကျောင်းလေးဝင်လို့မရဘူးအဲ့ကြွက်အဆီအကြီးကကျတော့အဲ့မှာဘူရီရောလေးဆရာလေးကြီးဘူရီလေးတော့ပေါ့နော်လူကြီးခင်မင်းများပေါ့စပီးချောင်းလေးလာနေကြသည်အားကြီးခင်မင်းများအလေတဲ့တို့အောက်ထက်လူပေါ့အားကြီးခင်ဟန်းတာပေါ့ဘောထက်ကြီးချောင်းလူအလောက်မင်းများဘူးတို့တို့များတယ် ကျိုးတဲ့လူတွေကဟိုမှာရောက်သွားပြီလေကျိုးတဲ့လူတွေပါ냐လူနောက်ပြီးဟိုခြေောက်ကိုစိုက်မိတဲ့လူတွေလို့ပေါ့နော်အဲ့လူတွေကအဟိုမှာရောက်သွားခြေောက်တွေနှစ်ဖက်လုံးပြန်မာလို့အဲ့လူတွေဒီကတော့ညထောင်မရလောင်းနေထုတ်ရတယ်ဒီလောင်းလောင်းပေါ့နော်ဒီနည်းနဲ့လောင်းငရင်ဘဟုချက်နဲ့အနည်းဆုံးမှတရှိနေတဲ့စကိုင်းမျိုးဟာပျက်စီးဆုံးရှုံးမှုများပေမဲ့လျှက်စစ်မီနဲ့အင်တာနက်မရရှိတာကြောင့်ငရင်လှုပ်ခါစားမှအဆက်အသွယ်တွေပြတ်ပြီးစကိုင်းမျိုးရဲ့ဒုက္ခကိုကယ်တင်နိုင်ဖို့နောက်ကျခဲ့တာလည်းဖြစ်ပါတယ် ငရဲလှုပ်ပြီးတဲ့နောက်စကိုင်းတရာဟောင်းကပြိုကျသွားခဲ့ပြီးတရာအစ်တမလည်းအနေငယ်ရွေးဆောင်ကအောက်ချီတန်မောင်ချုပ်တန်းနေလဲပြက်ထွက်ကုန်လို့တရာဖြတ်တန်းခွင့်ကိုလည်းကန့်တတ်ခဲ့ပါတယ်။စကိုင်းမြို့ရဲ့အပြက်စီအဆုံရှုံအခြေအနေနဲ့ပတ်သက်ပြီးပညာသင်ကြီးတီလာရှင်စာတင်လိုက်ပြိုကျရမှာမလ32ရက်နေ့ကလာရောက်ခဲ့တဲ့သူတို့ကအခုလိုပြောပါတယ်။ တော်တို့ထည့်ထားတာလည်းပို့ပြီးတော့ပျက်စီးဆုံးဖြတ်မှုများပါတယ်ဗျာ။ဒါငါးတဲ့ကျောင်းဆောင်ကြီးကပြူကျသွားတဲ့ချိန်ဒီအောက်မှာဆရာလေးကြီးပိတ်မိရေပေါ့နော်။ပိတ်မိရေကကျွန်တော်ခုသူတို့လက်လျှော့သွားပြီးတော့ပြောတယ်။အထဲမှာတော့9ယောက်ကျန်သေးတယ်ပေါ့နော်။အဲ့ဒါခုကျွန်တော်တို့ကေဇေးကြီးအဖွဲ့ကြီးထပ်ခေါ်ပြီးတော့ဟိုကျွန်တော်တို့အသက်ရှင်တိုင်းတားကြီးဟာ ਨੇ ရှင်နိုင်သေးလားဆိုတဲ့ဟာကိုမကြခင်မှာကျွန်တော်တို့ရှာဖွေပြီးတော့ပြေလို့ရရင်တော့ကျွန်တော်ဆက်ခဲ့ပါမယ်ဗျာ။ဒါပေမဲ့ခုလက်တလုံးမှာတော့ဘယ်သူတေဆုံးသွားလို့လဲတော့မသိဘူးဒီအနန္တတူတော့ကျွန်တော်ရနေရပြည့်တယ်ဗျာ။ စကိုင်းတောင်ဟာဗုဒ္ဓဘာသာဝင်တို့အထွတ်မြတ်ထားရာနေရာတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံမှာထင်ရှားတဲ့သာသနာ့နေမြေတစ်ခုလည်းဖြစ်ပါတယ်။လက်တလုံးငရင်ဘေးကြောင့်ကြောင်းတိုက်နေဂျဟန်တန်ဃာတော်တွေနဲ့တိလရှင်ဆရာကြီးဆရာလေးတွေဟာနေရာကြောင်းနဲ့ဆုံးဖုံးပေးဖို့ကိုလည်းအခက်အခဲတွေဖြစ်လာပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတောက်ရွှေညောင်မောင်ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။